င်္ဂလာပါရှင်ရကုံခေတ်ရဲ့မနက်ခင်းတဲ့နေ့ကိုတက်ဆက်ပေးပါမယ်ရှင်လာရှောရမခခကိုသိမ့်ပိုင်ရရှိမှုမှာတိုင်းမူဟောင်းဘို့ချုပ်ဆိုတဲ့တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်ဆုံးအမတ်တေစကကမှုဘုံမှုချုပ်မျိုးမင်းထွေးတို့ကိုအရှင်ဖမ်းမိပါတယ်အရှင်မြောက်တိုင်းစစ်နာချုပ်တိုင်းမူဘုံမှုချုပ်စိုးလိုင်ဟာထွက်ပြေးသွားကော ကားစားချမှုဒုဗိုလ်ချုပ်ကြီးနန်းနိုင်ဦးရထုကနေဖယ်ရှားခံရပြီးရဲချုပ်ညီလင်းအောင်ကိုအစာထိုးခန့်လိုက်တဲ့တဲ့င်းပါဝင်နောက်ဆုံးတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အရှိမြောက်တိုင်းစစ်တနာချုပ်ကို MNDA နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုတွင်တိုင်းမူဟောင်းဘိုးချုပ်ဆိုတဲ့တိုင်းစစ်ဦးစီးချုပ်ဘိုးမှုချုပ်တန့်ထင်ဆိုအမတ်တေဆက်ကကမှုဘိုးမှုချုပ်မျိုးမင်းထွေးတို့ကိုအရှင်ဖမ်းမိခဲ့တယ်လို့ CDM ဘိုးကြီးစင်ရော်ကပြပြပါရယ်တိုင်းမူဟောင်းဘိုးချုပ်ဆိုတဲ့ဟာလာရှိုးတိုက်ပွဲတွင်မှာတိုင်းမူရာလူကနဲ့အနာပေးခံရတာဖြစ်ပြီး သူ့ရဲ့နေရာမှာတက်မ69တက်မမိုးဘုံမှုချိုစိုးလိုင်ကိုမင်းအောင်လိုင်ကအစားထိုးခန့်ခဲတာလည်းဖြစ်ပါတယ်။အရှိမြောက်တန်းစတနာကျောင်းတိုင်းမူဟောင်းဘိုးချိုစိုးတင်ဟာအလုတ်တင်ဘိုးတေဇ16ကျောင်းစစ်ဖြစ်ပြီးတိုင်းစစ်ဦးစီးချိုဘုံမှုချိုတန့်တင်စိုးကတော့စစ်တပ်သူအပတ်စဉ်47ကျောင်းစစ်ဖြစ်တယ်လို့လည်းသိရပါတယ်။ဘုံမှုချိုမြို့မင်းထွေကတော့ကြောင်မဲခြေဆိုင်စစ်စေကိုကဲမူထနာကျောင်းစကကတင်မှုဖြစ်ပြီးအလုတ်တင်ဘိုးတေဇ26ကျောင်းစစ်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ MND ကလာရှိုးခြေဆိုင်အခြေမြောက်တိုင်းစစ်တနာချုပ်ကိုတင်ပိုက်ပြီးတဲ့နောက်မှာ တိုင်းမှုဖြစ်တဲ့ဘုံမှုချုပ်စိုးလံရမူဆယ်ကနေထွက်ပြေးသွားရလို့ကြားသိရကြောင်းစစ်ဘက်သတင်းမြစ်ကပြောပြပါရယ်ဂျွန်လာပဲပိုင်းမှာအရှိမြောက်တိုင်းစစ်တနာချုပ်တိုင်းမှုဘုံချုပ်စိုးတင်ကိုရရုကနေအနာပေးခဲ့ပြီးတမ69တမမှုဘုံမှုချုပ်စိုးလံကိုအရှိမြောက်တိုင်းစစ်တနာချုပ်တိုင်းမှုသိဖြစ်ကန့်ခဲ့တာလည်းဖြစ်ပါရယ်တိုင်းမှုချုပ်စိုးလံဟာတိုင်းမှုသိဖြစ်တလတောင်တာဝန်မထမ်းဆောင်ရပဲအရှိမြောက်တိုင်းစစ်တနာချုပ်ကြဆုံးသွားခဲ့တာလည်းဖြစ်ပါရယ်အဲဒီနောက်မှာဘုံမှုချုပ်စိုးလံဟာမူဆယ်ကနေထွက်ပြေးသွားရလို့ကြား ားသိရကြောင်းစစ်ဘက်သတင်းမြစ်ကပြပြပါရယ်အခြားတစ်ဖက်မှာတော့အရှိမြောက်တိုင်းစစ်တနာချုပ်ကိုကွက်ကဲနေတဲ့အမှတ်နဲ့စစ်စင်ရဲ့အထူးအဖွဲ့မှုဒုတိယဘိုးချုပ်ကြီးနန်းနိုင်ဦးရရုကနေဖယ်ရှားခံရပြီးရဲချုပ်ဒုတိယဘိုးချုပ်ကြီးနင်းလင်းအောင်ကိုအမှတ်နဲ့ကတ်ဆတ်တာမှုဖြင့်အစားထိုးခန့်လိုက်တယ်လို့လည်းသိရပါရယ်ရှင် ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုအရှိမြောက်ဒဆနာချုပ်ကို MND ကတိမ့်ပိုက်ပြီးတဲ့နောက်မှာလက်လက်ချအလင်းဝင်လာတဲ့စစ်သားနဲ့တပ်သားမိသားစုဝင်အရေးအတွက်မှာ တထောင်ကျော်ရှိလာပြီးအရေအတွက်မှာပုံမှန်များပြားလာနိုင်တယ်လို့ MND သတင်းမြစ်ကပြောပါရယ်။ဩဂတ်စ်လ3ရက်နေ့မှာ MND ကအရှိပြောက်တိုင်းစစ်တနာကျုပ်နေမြေအလုံးကိုအလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးရနာမှာလမ်းပြူထောင်ကအလင်းဝင်လာတဲ့စစ်သားနဲ့ပြည်သူစစ်တပ်မိသားစုဝင်တထောင်ကျော်ရှိလာတယ်လို့လည်းသိရပါရယ်။လက်ရှိအရေအတွက်ကိုအသေးစိတ်မစစ်စစ်နိုင်သေးပဲလမ်းပြူထောင်ကြတဲ့စစ်သားတွေဟာ ဟိုတစုဒီတစုပြန့်ကျဲနေတယ်လို့လည်း MND ရေရှည်တန်းသတင်းမြစ်ကပြပြပါရတယ်။လက်တော်မှာအရှိန်မြောက်တိုင်းစစ်တနာကျောင်းနေမြေတစ်ခုလုံးကို MND ရဲ့တပ်တွေကစုမိုးထားတာဖြစ်ပြီးနေမြေရှင်းလင်းလှုပ်ဆောင်နေတယ်လို့အပြန်အလှန်ပြစ်ခတ်မှုတချို့ရှိပေမဲ့လည်းကြီးကြီးမားမားတိုက်ပွဲမရှိပဲအလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း MND ရေရှည်တန်းသတင်းမြစ်ကပြောပါရရှင်။ မန္တလေးရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်နွယ်ယုံရေကင်စကန်တိုင်းတိုက်ပွဲတွင်မှစစ်တပ်လော်ဘီတွေကနေဝါဒဖြန့်သတင်းမှထုတ်ပြန်ခဲ့တဲ့ရဲတပ်သားအောင်မိုးသူဟာ လက်လက်သုံးလက်ကိုယူဆောင်လာပြီးမန္တလေး PDF ထံကိုအလင်းဝင်လာသူဖြစ်တယ်လို့မန္တလေး PDF ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ဇွန်လ30ရက်နေ့မှာစင်ကူးမြို့နယ်နွေယုံရဲကင်းစခန်းကိုမန္တလေး PDF ကစတင်ထိုးစစ်ဆေးတက်ခတ်နေစဉ်တွင်နွေယုံရဲကင်းစခန်းကရဲတပ်သားအောင်မို့သူအမည်နဲ့မတရားတလုံးခံနေရပြီးကြည်အားနေနေပေမဲ့လည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့သွေးကိုပြတဲ့အနေနဲ့နောက်ဆုံးချိန်ထိခုခံသွားမယ်လို့ရဲစခန်းမကြခင်မှာပြောကြားသွားခဲ့ကြောင်းအကြက်ဖက်စစ်တပ် ဲ့ lobby channel တွေမှာ screenshot တွေနဲ့ဖြန့်ဝေခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုသတင်းအမှားတွေကိုဖြန့်ဝေတာနဲ့ပတ်သက်လို့ကာကရရှင်ရတတာအမိုးသူကအခုလိုပြောကြားထားပါတယ်ရှင်။ online ပေါ်မှာပြန့်နှံ့နေတဲ့ကိစ္စပေါ့ Telegram channel မှာပြန့်နှံ့နေတဲ့ကိစ္စဒီပေါ်ကျွန်တော်တော့မေးလို့တုံးပြီးလှုပ်သွားတဲ့ကိစ္စကျွန်တော်မဟုတ်ဘူးဆိုတာကိုတော့ဒါဝန်ခံရေးပါတယ်ပေါ့ယောက်ျားတစ္ဆာတယောက်အနေနဲ့ဝန်ခံရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့လိုမျိုးအဆက်အသွယ်ကျွန်တော်မှာမရှိပါဘူးပြီးတော့ကျွန်တော်တို့ပေါ့ခက်နေနေလူတယောက်အတွက်စကားကိုလို့တူတူပါပေါ့ဟိုပေါ့ သတိပုံစံမျိုးနဲ့ဖတ်ပြီးလဲတင်မှာမဟုတ်ပါဘူးပေါ့အဲတကယ်တမ်းကျွန်တော်ကဟိုကျွန်တော်ဆိုရင်လည်းပညာတတ်တယောက်ပါပေါ့ကျွန်တော်တကယ်တင်နေနေစင်လဲကျွန်တော်တော့မယူတက်ပြီးတော့ကျွန်တော်မလုပ်ပါဘူးပေါ့ဘာလို့လဲဆိုကိုယ့်လက်ဘင်းကိုလည်းကိုချိုးခွေမစုဘူးပေါ့အဲပြီးရင်ဒီအားကြီးကိုတန်တဲ့ရုံးတစ်ထိလဲကျွန်တော်တော့မယူကျွန်တော်ချပြဘူးကျွန်တော်ပညာတတ်တယောက်အနေနဲ့ပေါ့လုံးဝမဟုတ်ဘူးပေါ့ဒါကကျွန်တော်လုံးဝမဟုတ်ပါဘူးအဲပုံမှန်လေးလေးကျွန်တော်တို့ဖုန်းနေရတော့ပြန်နေတာပေါ့ပြီးရင်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကလွှဲရင် Viber fiber ရဲ့ပတ်စဝါ telegram ပတ်စဝါနဲ့ကုတ်တရားအစားပေးထားရပါတယ်ပေါ့ဒါအပြင်ရတတာအောင်မိုးသူဟာနှွေယုံရေကင်းစကဲမှာစစ်သားတွေဥဆောင်ပြီးတိုက်နေပြီမဲ့လဲစခန်းကြတော့မှာကိုကြိုတင်သိရှိထားသလိုကိုယ့်လူမျိုးအချင်းချင်းပြစ်ခတ်တိုက်ခိုက်လို့စေမရှိတာကြောင့်ပြစ်ခတ်ခံရခြင်းမရှိတဲ့ဘက်ကနေထွက်လာခဲ့ရမှာ ထောင်ထားတဲ့တနက်နှစ်လက်နဲ့ကြည်ကန်အင်ဂျီတစ်ထည်ကိုတွေ့ရှိရတဲ့အကြောင်းယူဆောင်ထွက်လာတာဖြစ်တယ်လို့လည်းပြောပါရတယ်။ရဲတပ်သားအောင်မို့သူဟာ2019ခုနှစ်ကအမှတ်25ရဲတပ်ရင်းမှာစတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး2020ခုနှစ်ဒီဇင်ဘာလ25နေ့မှာလက်ပံလနယ်မြေရဲကင်းစခန်းကိုရောက်ရှိကနွေယုံရဲကင်းစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါရရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ကံတောင်ရွာနဲ့နွယ်ယုံရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတက်ခိုက်တာကြောင့်ကလင်းငယ်တို့ပါဝင်ပြည်သူ73ဦးဟာသေဆုံးခဲ့ရလို့မန္တလေး PDF ကပြောပါရယ်။ဩဂတ်စ်လ4ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကစင်ကူးမြို့နယ်အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပိတ်ပင်ထားတဲ့ cluster ဘုံတွေကိုအသုံးပြုကာလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့ရကြောင့်အပြစ်မဲ့ပြည်သူတွေအစုလိုက်ပြုံးလိုက်သေဆုံးမှုဖြစ်ပွားခဲ့လို့သိရပါရယ်။အကြမ်းဖက်မေအောင်လာရဲ့စစ်ရှုံးစစ် ကောင်စီအနေနဲ့ပြည်သူတွေကိုပြစ်မှတ်ထားတာတိုက်ခိုက်နေတာဟာစစ်တပ်တပ်အနေနဲ့ဂုံတိုက်ခါအကင်းမဲ့စုံလို့ရဖြစ်ပြီးကြီးမားတဲ့စစ်ရွာစမှုဖြစ်တယ်လို့မန္တလေး PDF ကပြောပါရရှင်ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်တနာကျောက်ရမခကိုမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကသိမ်းပိုက်ရရှိမှုပေါ်ကိုဝန်တာကုန်ကြောင်းနဲ့ အာဏာရှင်စနစ်ဖယ်ရှားက Federal Democracy တိဆောက်ရေးအတွက်အတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ KNBB, KNU, CNF တို့ကပူတွဲထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဩဂတ်စလ3ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာအခိုင်အမာတိဆောက်ထားတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ရဲ့အရှိတ်မြောက်တိုင်းစစ်တနာချုပ်ရမခါကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA တောင်မြို့သားလူမျိုးရေးတပ်မတော် DNL တို့ဦးဆောင်တဲ့တော်လဲမဟာမေတပ်ဖွဲ့တွေကအောင်မြင်စွာနဲ့သိမ့်ပိုက်လိုက်တဲ့အတွက်ကြောင့်ညီနောင်တော်လဲအဖွဲ့စည်းတွေဖြစ်ကြတဲ့ KNPB, KNU နဲ့ CNF တို့ကလွန်စွာအားရနှစ်သက်ပြီးဝမ်းသာဂုဏ်ရတယ်လို့အဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါဗျ။တက်တုံညာနှစ်ခုဆစ်စင်ရေဒုတိယပိုင်းရဲ့အောင်မြင်မှုများစွာနဲ့ဂုံယူအားရစွာနဲ့အောင်ပွဲတွေဆက်လက်ရရှိရေးအတွက်ဆန္ဒပြုသလိုမိမိတို့ညီနောင်တော်လဲအဖွဲ့တွေကလည်းဟန်ချက်ညီစွာနဲ့ အာနာသိန်းစစ်တပ်ပြိုလဲဒီဆက်လက်တိုက်ပွဲဝင်ကြမယ်လို့တန်လန်လန်ပြိုကြအသိပေးထားပါဗါတယ်။အဲဒီစစ်ရေးအောင်မွဲကနေတစင်းဆရာနာရှင်စနစ်အပါဝင်ဘဲအာနာရှင်စနစ်ကိုမဆိုဖက်ရှားပြီးဖက်ဒရယ်ပြောင်စုတိဆောက်ရေးအတွက်နိုင်ငံနဲ့စစ်ရေးဟန်ချက်ညီတဲ့လုပ်ငန်းစဉ်နဲ့ပြည်သူလူထုလိုလားတောင်းတတဲ့စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက်အထူးတကားတိုက်ပွဲဝင်ကြမှာဖြစ်တယ်လို့လည်း KNPB KNU CNF တို့ကပူးတွဲသဘောထားထုတ်ပြန်ဂုဏ်ပြုထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ်ခဲယူတပ်မှ9နယ်မြေမုဒရောခိုင်မှာဇူလိုင်လအတွင်းတိုက်ပွဲပေါင်း100တကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား52ဦးသေဆုံးသွားခဲ့လို့ KNU ဘိုဟိုကသတင်းထုတ်ပြန်ထားပါတယ်။ဇူလိုင်လတရက်နေ့ကနေ31ရက်နေ့ထိခဲယူကရင်မျိုးသားစီယုံကိုသူလေအုတ်ချုပ်နယ်မြေမုဒရောခိုင်အတွင်းမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တော်လေးပူပေါင်းတက်ဖွဲ့တွေနဲ့အာနာတဲ့အကြက်ပဲစစ်တပ်တို့ကြာတိုက်ပွဲပေါင်းတရတကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲတပွဲတွေအတွင်းမှာအကြက်ပဲတက်သား52ဦးဟာသေသွားတာဖြစ်ပြီး12ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာစစ်ကောင်စီရဲ့အဆောက်အုံနှစ်ခုဟာထိခိုက်ပျက်စီးခဲ့ရလို့လည်းထုတ်ပြန်ထားပါတယ်။ KNL တက်မှာ9နဲ့တော်လေးပူပေါင်းတက်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့လည်းဆိုထားပါဗျ။တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတာရိခါတွေခြားထားပေးနိုင်တော့ပြီးလက်လက်ကြီးတွေနဲ့လေကြောင်းတို့ကသာပြည်သူလူထုနေထိုင်ရာကျေးရွာတွေအတွင်းနဲ့လောက်ကန်စားတောက်ရလုပ်ငန်းခွင်တွေအတွင်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကိုလည်းအကြိမ်များစွာလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။